မင်္ဂလာပါအသက်ဖလောကနေဝမ်းမြောက်စွာကြိုဆိုလိုက်ပါတယ်နေစဉ်တူဝါလှူရှားရုန်းကန်နေရတဲ့မိတ်ဆွေတို့အတွက်စိတ်ခွန်အားတိုးစေပြီးအကျိုးရှိနိုင်မယ့်အကြောင်းအရာတွေကိုနားတော်တာဆင်နိုင်ဖို့အပတ်စဉ်ဗီဒီယိုလေးတွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားတော်တာဆင်ပေးကြတဲ့တူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း လေးနဲ့သာပြောချင်ပါသေးတယ်။ဆိုရှယ်မှာအောင်မြင်နေတဲ့သူတွေအပြင်လူတွေဘဝမှာကြီးပွားချမ်းသာနေတဲ့သူတွေအဲ့ဒီလိုကိုယ့်ထက်အဆစအရာရာတာလွန်တဲ့သူတွေကို ကြည့်ပြီးမိစေရဲ့စိတ်ထဲမှာကိုယ့်ဘဝကိုမကြည်မနှက်ဖြစ်လာပြီ။အားငယ်တဲ့စိတ်၊တင်ငယ်တဲ့စိတ်ဝင်လာပြီဆိုရင်ဒီဗီဒီယိုလေးကို အဆုံးထိနားထောင်ကြည့်လိုက်ပါနော်။ ပထမဆုံးပြောချင်တာကတော့စူးစားမှုတွေကိုရက်တမ်းမဖြစ်လိုက်ဖို့ပါပဲကိုထက်တာလွန်နေတဲ့သူတွေကို ကြည့်ပြီးမိစေရဲ့စူးစားအားထုတ်မှုနဲ့လုံလာဝရိယတွေကိုအမလျှော့ပစ်လိုက်ပါနဲ့ဘသူနဲ့မှလည်းကုကုကုမနိုင်ရှင်ပါနဲ့သူများတွေနဲ့အရာရာလိုက်နိုင်ရှင်တဲ့အခါ ားမလို့အားမရဖြစ်တဲ့စိတ်တွေပဲပူတူးလာပါလိမ့်မယ်။တလန်းချင်းလန်းနေတဲ့ခြေလန်းတွေကိုမရက်တန့်သေးသရွေ့ရှည်ရထားတဲ့ပန်းတိုင်ကိုရောက်နိုင်တယ်ဆိုတာမမေ့လိုက်ပါနဲ့။မျောလင်းချက်တစ်ခုနဲ့ရှင်းတန်နေထိုင်ရတဲ့နေ့ရက်တွေကဘဝအတွက်ပိုပြီးအထိပ္ပယ်ရှိစေတာမို့မိစေရဲ့မျောလင်းချက်တွေကို ဘယ်တော့မှမစွန့်လွန်လိုက်ပါနဲ့ပန်းချိုင်ကိုအမြန်ရောက်လို့တဲ့စိတ်နဲ့လဲဖြက်လန်းနေအလွယ်လန်းနေကိုမလိုက်မိပါစေနဲ့ပန်းတိုင်တစ်ခုကိုမြန်မြန်ရောက်ဖို့ထက်ရရှိထားတဲ့အောင်မြင်မှုကကြာရှည်တည်မြဲနေဖို့ဘို့အရေးကြီးပါတယ် မိစေရဲ့အမြင်မှုတစ်ခုကဘယ်ချိန်မှပြန်လဲကြည့်ကြည့်ယူသားမှုနဲ့တိဆောက်ထားပြီးပျော်ရွှင်မှုတွေနဲ့ပြည့်နေနေမှလေးပြတန်တန်နဲ့ရှိဆက်နိုင်မှမို့ကောင်းမွန်တဲ့ကိုကျင့်တရားတစ်ခုကိုမိစေနဲ့အတူအဖို့အဖြစ်ခေါ်ဆောင်သွားလိုက်ပါ ညောင်မှန်ထားတဲ့ပန်းနိုင်စီကိုရောက်ဖို့ရှောက်လန်းနေတဲ့လန်ခီတစ်ခုဟာအမြဲတမ်းချုံးမိနေမှာမဟုတ်ပါဘူးမထင်မှတ်ထားတဲ့အနောက်ရှက်နဲ့အသားစီးတွေကမဖိတ်ခေါ်ရပါပဲရောက်လာတတ်ပါတယ်အရင်တစ်ချိန်လုံးကအရေးချင်းစစ်စာမဲပွဲတစ်ခုကိုကြိုးကြိုးစားစားဖြတ်တန်းခဲ့သလိုပဲလက်မလျှော်ပဲနဲ့ ရှေ့ဆက်လိုက်ပါဘတူနဲ့မှနှိုင်းရှင်စရာမလိုဆိုတော့အရေးအကြီးဆုံးအချက်တစ်ချက်ကိုလည်းလုံးဝမေ့မပြလိုက်ပါနဲ့ဘဝခက်ခဲတဲ့ချိန်နဲ့စိတ်ပင်ပန်းတဲ့ချိန်တွေမှာတပားသူတွေရဲ့အနေထားကကိုထက်တာလွန်နေသလိုပိုပြီးတော့မြင့်မားနေသလိုခံစားရပြီး ိတ်တက်ကြနိုင်တာမို့မိတ်ဆွေဖြတ်တန်းခဲ့တဲ့မှတ်တိုင်တွေကိုပဲတွေးပြီးကိုကိုကိုအတိမတ်ပြုချီးကျူးပေးလိုက်ပါ အခုအချိန်ထိချီတလန်းချင်းလှမ်းနိုင်ခဲ့တဲ့မိတ်ဆွေရဲ့စိတ်တက်ကတကယ်ကိုခံနိုင်ရှိခဲ့ပါတယ်ဒီနေ့အချိန်ထိ ဖြစ်စင်နေတဲ့မိဆွေရဲ့ကိုကျင်တရားကလည်းအဖို့တန်လွန်လာပါတယ်။ရှောင်နေတဲ့ခရီးနဲ့ပတ်သက်ပြီးလမ်းခုလတ်မှာတွေ့ဝေလာခဲ့မိရင်နောက်ပြန်လဲဖို့ရတ္တန်ပြဖို့ထက်ရှေးဆက်ဖို့ပဲရွေးချယ်လိုက်ပါ။ဟိုးရှိမှာမင်းစီအတွက် ောင်မြင်မှုတကားကြီးဖွင့်ထားပြီးကြီးပွားချမ်းသာမှုဆိုတဲ့အနန္တော်ကြီးကကြိုးဆိုနေပါတယ်ဘသူမျက်နာကိုမမောမကြည့်ပဲရဲရဲဝုံဝုံရှောက်လန်းသွားလိုက်ပါ